ဥပါပါကပြောတယ်အဲ့တော့တထိုင်နေတဲ့အပေတကားပိတ်တဲ့ဥစဉ်ကတကားတကားမှများဟာဖြစ်တထိုင်နေတဲ့အပေတကားပိတ်တယ်ဆိုတဲ့အကြောင်းတရားလေးဖွဲ့ပြအဲ့တော့မသိတဲ့ပုဂ္ဂိုလ်ကတော့ကြော်သွားကြတယ်သိတဲ့ပုဂ္ဂိုလ်ကတော့ခေါ်စားအဲ့တော့အဲတထိုင်နေတဲ့အခုမြတ်စွာဘုရားကိုရောင်မြတ်ကြီးကအကလီကောတဲ့အချိန်မရွေးအခါမလင့်နဲ့အခုလုတ်ကြည့်အခုတွေ့မယ်တရားတော်မြတ်ကအဲ့ဒီတော့အခုထိုင်ကြည့်ရအခုတွေ့ပါမယ် အဲ့တော့မြတ်စွာဘုရားဘုရားမြတ်ကြီးကသားတော်ရမှုလားလေအထင်ရှားကြီးဟောတာလေတတ်ကြီးလေးပါးဟောတာအဲ့တော့ခန္ဓာမပိုင်သလားမပိုင်သလားသူသဘောလားငါသဘောလားဆိုတဲ့ဥစ္စာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဆိုတဲ့လက္ခဏာရဲ့၃ပါးဟာဖြင့်တတ်ကြီးလေးပါးလက္ခဏာသဘောဟာဖြင့်အဲအခုယောဂီပုဂ္ဂိုလ်အပေါင်းပါဖြင့်မြတ်စွာဘုရားဟောထားတဲ့တရားဟာဖြင့်ပထဝီတ္တအာဘောတ္တဒေဇောတ္တဝါယောတ္တအဲ့တော့ပထဝီတ္တတစ်ပါးကို အဲအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာပိုင်ပိုင်နိုင်နိုင်ကြီးသာသဘာဝကိုမြင်လိုက်ပြီဆိုလို့ရှိရတရားကမှများတတဘာကိုအစအလေအဆုံးကိုသိလိုက်ပြီဆိုတထိုင်နေနဲ့ငါသိရင်တပိတ်မတော်နဲ့လို့မှားထားခဲ့တယ်။ဘာကြောင့်မှားထားခဲ့နိုင်လဲ။တတဘာဤပထဝီဓာတ်ကဲအာဘောဓာတ်ကဲတေဇောဓာတ်ကဲဝါယောဓာတ်ကဲဓာတ်ကြီးလေးပါရှိ။ဓာတ်ကြီးလေးပါရှိတဲ့အ낵က ကနဦးဟာဖြင့်ဥဆောင်တက်လာတဲ့ဟာဖြင့်အခုယောဂီပုဂ္ဂိုလ်ပေါ့မှာဖြင့်ပထဝီဓာတ်ကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်။အာဘောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်။တေဇောကဥဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်။ဝါယောကဥဆောင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်။ဓာတ်ကြီးလေးပါးကတော့တစ်ပါးပါးဥဆောင်ကြ။အဲ့တော့ဓာတ်ကြီးလေးပါးဥဆောင်တက်လာပြီဆိုလို့ရှိရင်နောက်ကဓာတ်၃ပါးကပါတယ်ဗျ။ဓာတ်တစ်ပါးဥဆောင်တက်လာပြီတဲ့။ပထဝီဓာတ်ကဥဆောင်တက်လာလေနောက်ကအာရောလည်းပါတယ်တေဇောလည်းပါတယ်ဝါရောလည်းပါတယ် အာဘောကဖေးဆောင်ပြီးတော့ကနဦးဆုံးဥဆောင်တက်လာပြီဆိုရင်နောက်ကပထဝီလည်းပါတယ်တေဇောလည်းပါတယ်ဝါရောလည်းပါတယ်ကနဦးဥဆောင်တက်လာတော့တေဇောရဲ့ယောက်ကဥဆောင်တက်လာပြီဆိုရင်ပထဝီလည်းပါတယ် အာဘောလဲပါတယ်ဝါယောလဲပါတယ်ဝါယောတက်ကဥဆောင်ပြီးတက်လာပြီဆိုရင် ပထဝီလဲပါတယ်အာဘောလဲပါတယ်သေဇောလဲပါတယ်အဲ့တော့ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောဟာဖြင့်ဓာတ်တစ်ပါးကို ဖြစ်ထားရဲ့ဖြစ်လေရဲ့ဖြစ်ဆုံးရဲ့သာ ပိုင်းပိုင်းနိုင်နိုင်ကြီးအနိစ္စလက္ခဏာသဘောတရားလေးဒုက္ခလက္ခဏာသဘောတရားလေးအစုံမရအနာတ္တဆိုတဲ့လက္ခဏာသဘောတရားလေးတွေကိုပိုင်းပိုင်းနိုင်နိုင်ကြီးခန္ဓာသုံးသလိုက်ပြီးဆိုလို့ရှိရင်ပြတထိုင်နဲ့အပယ်လွတ်တယ်ဘာကြောင့်အပယ်လွတ်တဲ့ဓာတ်ကြီးတစ်ပါး ကုံဆုံးသွားတော့လဲဓာတ်ကြီးလေးပါပဲကုံဆုံးတာပဲအဲ့ဒီတော့တဲ့ပထဝီဓာတ်ကတက်လာပြီဆိုရင်နောက်ကအဲအာဘောနဲ့တေဇောဝါယောအဲကနဦးဦးဆောင်တက်လာတဲ့ယောက်ာဖြစ်နေတဲ့ဒကာဒကမများခန္ဓာမှာကနဦးဦးဆောင်တက်လာတဲ့ယောက်ာဖြစ်ပထဝီရုပ်ကြီးပထဝီဓာတ်ကဦးဆောင်တက်လာပြီဆိုလို့ရှိရင်ပြ တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ကြိုက်တဲ့သူကဥဆောင်တက်လာလို့ကျင်းနဲ့ထုံနဲ့ကြိုက်တယ်လို့သိရတာအဲကျင်းနဲ့အထဲမှာလဲကြထားလဲပါတယ်ပူထားလဲပါတယ်လှုပ်ထားလဲပါတယ်အဲ့ဒီတော့ဓာတ်ကြီးလေးပါးကဖြင့်ကနဥဥဆောင်တက်လာတဲ့ယောက်ဟာဖြင့်ကြထားကအရင်ဥဆောင်လာလို့ရှင်းရင်ဖြင့်တင်းတာလဲပါတယ် တဲ့တောင်းတာလည်းပါတယ်ပူတာလည်းပါတယ်လှုပ်တာလည်းပါတယ်အဲကနဦးဦးဆောင်တက်လာတဲ့ဓာဟာဖြစ်နေတေဇောယုတ်ကဦးဆောင်တက်လာပြီဆိုလို့ရှိရင်အဲတင်းနာလီလည်းပါတယ်မာရာလီလည်းပါတယ်အဲ လုံးကလေးလေပါတယ်အဲကနဦးဦးဆောင်တက်လာတယ်ယောက်ပါပြဲဝါရောယောက်ကဦးဆောင်တက်လာပြန်တော့ရောလှုပ်ရှားပြီးတော့ရင်းနေနှလုံးနဲ့ဒိတ်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 နဲ့တုံလှုပ်လှုပ်ရှားပြီးလာလိုက်ပြန်တော့လဲတဲ့ခန္ဓာကိုယ်ကြီးဟာတင်းတာလဲပါတယ်အကြက်ထားလဲပါတယ်ပူတာလဲပါတယ်အဲ့ဒီတော့ဥပမာလေးပြောရရင်ပြန်ဒါတပါးကို ဖြစ်တာဖြစ်လဲဖြစ်ဆုံးကို ပိုင်းပိုင်းနိုင်နိုင်ကြီးသိလိုက်ပြီဆိုရင်အနိစ္စလက္ခဏာဖြစ်တာပြ တ်ထားလက်သိရတယ် တခုပိတခုအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာကိုသေသေးချာချာသမာဓိနဲ့ပေါင်ကိုက်အောင်ချိန်ပြီးတော့ဖမ်းလိုက်ပြီးဆိုလို့ရှိရင်ဓာတဘာကို ကုံဆုံးသွားပြီဆိုရင်ကနဥဥဆောင်တက်လာတဲ့ပထဝီဓာတ်ကြီးဥဆောင်တက်လာလို့ရှိရင်ပထဝီဓာတ်ဟာအစအလေအဆုံးကို သိလိုက်တဲ့ဉာဏ်လေးဩဒီုံနဲ့ဒီနာ ဖြစ်ပြီးပြည့်ရတာပါလားလို့အဲ့ဒီလိုသိလိုက်ပြီဆိုရင်အသေးတတ်ပြီ အဘာကြောင့်အသေးတတလဲတဲ့အခုတရားဓမ္မများခန္ဓာပြတ်တော်မယ်ဆိုလို့ရှိရင်လည်း ဒိဋ္ဌိလေးပါးကတတ်တော်မှာပဲအခုလိုပဲဖြစ်ပြီးတော့အခုလိုပဲပြည့်ရမှာအဲ့ဒီတော့တရားဓမ္မများတထိုင်နေနဲ့ခုနတရားဥဩပါကတထိုင်နေနဲ့နိဗ္ဗာန်ကိုရတယ်အပေတကားပိတ်တယ်လို့တရားဥဩပါကအကြောင်းရှိပြောထားတော့အဲဥစဉ်ကတရားဓမ္မများခွဲပြီးတော့သဘာဝပြောနေရတာတရားဓမ္မများအခုတရားတထိုင်ကပြည့်နေ ဓာတ်ကြီး၄ပါးဤလက္ခဏာသဘောတည်းမြင်အောင်ရှုလိုက်ပြီဆိုရင်အဲခန္ဓာမဥပမာဟာဖြင့်ဓာတ်ကြီး၄ပါးတခါတည်းတွဲလာတယ်လို့ဥပဇင်ကဟောတယ်အဲ့ဒီတော့ဥပမာလေးပြောရအရင်ဖြင့်ဒကာဒကမာများကွန်စားကြမှာပေါ့ကွန်လည်းပါတယ်ထုံလည်းပါတယ်ဆေးလည်းပါတယ်အဲဒီကွန်ရဲ့ကွန်စီရဲ့ဆေးရဲ့ထုံရဲ့ လက်လေဌာနရှိတဲ့နကအဲတရားဓမ္မမြကနဦးဦးဆောင်တက်လာတဲ့ယောဂဖြစ်နေကွန်ဒီရဲ့ကွန်ရဲ့ဖေးရဲ့ထုံးရဲ့ဟာပြန်ကွန်ကအများကြီးများပြီးတော့ထုံးကနေတယ်ထုံးကနေပြန်တော့ကွန်ဒီကလည်းနေတယ်ကွန်ဒီကနေပြန်တော့ဖေးကလည်းနေတယ်ကွန်ကွန်ကအာသာနေတယ်ကွန်ကအာသာနေတော့ကွန်ကများနေတော့အဲပဇာထဲထဲလိုက်ပြန်တော့ကွန်ကများနေတော့ကွန်ကပြောလိမ့်မယ် ဝန်ဒီတို့ထုံးတို့ဆဲတို့ရဲ့ ငါမင်းတို့ကငါတဲ့အာနေတဲ့မင်းတို့ကငါနောက်သာလိုက်ခဲကြဟေးလို့အဲ့ဒီလိုကောင်းကပြောနေမဲ့တရားဓမ္မများကောင်းရာစားလိုက်တော့တရားဓမ္မများကောင်းကများနေတော့အာပဇအာကောင်နဲ့ကြတော့ကောင်းကစပ်ပလိုက်နေမဲ့အဲ့ဒီတော့ကောင်းကအာပါတယ်အဲ့ဒီတော့ကောင်းကကောင်းဒီလည်းပါတယ်ကောင်းလည်းပါတယ်ထုံးလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီဓာတ်ကြီးလေးပါးဟာကနဦးဦးဆောင်တက်လာ ာတဲ့ရောက်ခါဖြင့်ကောင်းကအာပါနေလို့ကောင်းကအဲကနဥဥဆောင်တက်လာလို့စတဲ့လို့ထင်ရတာထုံးလည်းပါတယ်ကွန်းစီလည်းပါတယ်ဆေးလည်းပါတယ်အဲ့ဒီတော့တရားဓမ္မများထုံးကားလာအာပါလိမ့်ဦးမယ် ထုံးကအာသာပြီးဆိုလို့ရှိရင်ပြင်ကွန်ကနေတယ်ကွန်ဒီကနေတယ်သေးကနေတယ်ထုံးကများသွားပြီးဆိုလို့ရှိရင်ထုံးကပြောလိုက်လေအောင်မယ်ဟေးကွန်တို့ရေကွန်ဒီတို့ရေသေးတို့ရေမင်းတို့ကငါတဲ့အာနေတဲ့အဲငါကအာပါတဲ့ငါကကနဥဥဆောင်တက်လိုက်အောင်မယ်ငါကလူကြီးလုံးလိုက်အောင်မယ်လို့ထုံးကပြောလေအောင်မယ်အဲ့ဒီတော့တရားဓမ္မများခန္ဓာလက်ထုံးဤသူစွာပဲကွန် <laughs> န်းစားရလို့ပဲကနဥဥဆောင်တက်လာတဲ့ရုပ်ပါဖြင့်အခုထုံးကအာသာတော်ကိုဝါလိုက်တဲ့အချိန်ခါမှာထုံးကမြှလာတော့ပဇာထဲကြပြီဆိုလို့ရှိရင်ကိုငါလည်းနဲတဲ့သေးကလည်းနဲတဲ့ကိုနီကလည်းနဲတဲ့ ထုံးကများနေတော့ဝါလိုက်တဲ့အချိန်ခါမှာထုံးကအားပါခြင်းကြောင့်အားကောင်းနေပေါက်လိမ့်မယ်။အဲကနဦးဦးဆောင်တက်လာတာထုံးကအားပါတယ်။ထုံးကအားပါတော့ကိုင်းလည်းမပါဘူးလားတဲ့။ပါတယ်။ဖေးလည်းမပါဘူးလားတဲ့။ပါတယ်။ကိုင်းစီလည်းမပါဘူးလားပါတယ်။အဲဓာကြီးလေးပါးကပြန်သူ့တဲ့ငါလွတ်တယ်ပြီးတော့ တဂါရကမာမြာခန္ဓာကိုယ်ဘောကယုံနာနှပါးအဖြစ်ပထဝီကလူတက်လိုက်အာဘောကလူတက်လိုက်တေဇောက လူတက်လိုက်ဝါယောကလူတက်လိုက်နဲ့စုဒနာ လူတက်ပြီးတော့ဖြစ်ပြနေတဲ့အနိစ္စာကိုလက္ခဏာကိုမြင်ရလိမ့်မယ် ဒီအနိစ္စလည်းဒုက္ခပဲဒီအနိစ္စဒုက္ခအနတ္တဆိုတာဒါတပါးကိုအဲပထဝီဓာဤလက္ခဏာသဘောကဖြင့်တရားဓမ္မများအနိစ္စကိုလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြဒုက္ခဆိုတာလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြအစုံမရအနတ္တဆိုတာလည်းပိုင်ပိုင်နိုင်နိုင်ရှုလိုက်ကြဒါတပါးကို အစအလေအဆုံးသာသိလိုက်ပြီဆိုရင်တည်ငါဗဟံတည်ငါမဲတည်ငါဖို့ခံစားလိုက်လိမ့်မယ် ဒကာဒကမများအစွန်ကိုမြင်လိုက်မယ်အဲ့ဒီလိုအစွန်မြင်လိုက်တဲ့တပြိုင်နက်တည်းဝိဇာညာရပြီစိတ်တခဏလေးအားဖြင့်ယုံနာဟာဖြင့်ယုတ်ကလေးငါတော်နန်းကလေးသတိချုပ်ပြောင်းဖြစ်ပြလိုက်ပြီယုံနာနှစ်ပါးချုပ်ဆုံးသွားပြီအဲ့ဒီလိုသိလိုက်ပြီဆိုလို့ခြေရံပြက်ဒကာဒကမများဘယ်တော့မှသိနိုင်တော့ဘူးခါကြီးကိုသံချိုးကြီးနဲ့အဲလက်မောင်းလောက်ရှိတဲ့သံချိုးကြီးနဲ့ခါကိုခြေပြီး တော့အပေကိုဆွဲသံယူကြီးကထောင်းဆိုပြပြီးတော့တရားဓမ္မများနာပြေကိုတက်သွားလိမ့်မယ်အဲ့ဒီတော့တရားဥဩဘာပြောတဲ့အတိုင်းကပြန်တထိုင်နေနဲ့လေအပေလွတ်နိုင်တယ်အပေတကားပိန်နိုင်တယ်နိဗ္ဗာန်ကိုလည်းရောက်နိုင်တယ်အဲ့ဒီတော့တရားဓမ္မများမြတ်စွာဘုရားကိုတော်မြတ်ကြီးကသာရောရာဟုလာလေအထင်ရှားကြီးဟောတာတဲ့ပထဝီတတဝါ